အားလုံးမင်္ဂလာပါခင်ဗျာမတ်လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းမျိုးတင်ဆက်ပေးပါမယ်။ဒီနေ့23ရက်နေ့သတင်းကိုတော့23ရက်နေ့မနက်မှာရန်နိုင်အောင်ကြိုးစားပြီးတယ်ပေါ့နော်။22ရက်နေ့ကိုလည်း22ရက်နေ့ညမှာရိုက်ခဲ့တဲ့ခါကျတော့ဗီဒီယိုတော့တစ်ပုဒ်နဲ့တစ်ပုဒ်တော့ကတ်သွားလိမ့်မယ်။ဒါမဲ့လည်းအချိန်ကိုထုံးစံတိုင်းဒီတနေ့လုံးမှာကြည့်နိုင်ဖို့အတွက်ပေါ့နော်။အဲဒါကြောင့်ကျွန်တော်ရည်ရွယ်ချက်နဲ့ကျွန်တော်မနက်ပိုင်းနေရိုက်ပြီးတာဖြစ်ပါတယ်။နည်းနည်းတော့အေးကြီးတော့ပြတ်တာပေါ့မတတ်နိုင်ဘူးပေါ့နော်။ ဲ့တော့ဒီနေ့မှာပြောစရာရှိတာကကျွန်တော်ဒီရဲ့ပိုင်းသတိထားမိလာတာကျွန်တော်မြန်မာနိုင်ငံအနှံ့အပြားပေါ့နော်မြန်မာနိုင်ငံအနှံ့အပြားမှာလူတို့ညံ့ညံ့မှု တော်တော်လေးကျွန်တော်တွေ့ရတယ်ဆိုတော့ equality တော့ဘယ်လောက်အခြေအနေလဲတော့မမြင်ရပေမဲ့အဲ့အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လိုက်ပြီးတော့ဟိုလိုက်မရှောင်မြန်မာနိုင်ငံ equality မြန်မာနိုင်ငံမှာဒီ equality နဲ့ပတ်သက်ပြီးတော့တိုင်းတာတဲ့စနစ်က အသိမရှိဘူးလို့ထင်တယ်ကျွန်တော်ထင်တာတော့အဲတစ်ခုနှစ်ခုလောက်ပဲရှိမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့တိတလောက်ကိုလက်ရှိအချိန်မှာကျွန်တော်မြင်တလောက်ကိုပေါ့နော်ပတ်ဝန်းကျင်အချိန်ကြီးကြီးတလောက်အဲကျွန်တော်တို့ရဲ့ air quality ဒီတိတ်မကောင်းနော်ဒီလေတူးညင်းညမ်းမှုကလည်းလည်းများနေတယ်ပတ်ဝန်းကျင်ကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကကျွန်တော်တို့ညူချင်းချင်းအယောင်နဲ့ကျွန်တော်တို့ကောင်းကင်ကိုမောကြည့်လိုက်အောင်လည်းသိနိုင်ပါတယ်ညူချင်းချင်းအယောင်နဲ့မြင်နေရတယ်ပေါ့နော်ဆိုတော့ဒါအမြဲတမ်းကောင်းလားဆိုတော့လည်း မကောင်းเนาะကျွန်တော်တို့အတွက်ဒါအန္တရာယ်များတဲ့အခြေအနေမျိုး ဖြစ်ပါတယ်အဲ့တော့ air quality မကောင်းလို့ဆိုလို့ရှိရင်လူတွေအတွက်မကျန်းမာရေးရလဲထိခိုက်နေတဘာပေါင်ကျင်လဲမကောင်းနေဘူးအဲ့တော့အဲ့ဒါကိုခြေရှင်းမှုအတွက်ပေါ့เนาะအဲနိုင်ငံတော်ဘက်ကလည်းသူလုံးသိမ်းလုံးထိုက်တာတွေလုံးဝမှာပေါ့ဥပမာအသိပညာပေးတာမျိုးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ air quality ပြန်ကောင်းလာဖို့အတွက်တဘာပေါင်ကျင် ထိမ့်သိမ်းမှုကိစ္စတွေကိုနည်းနည်းမြင့်တင်ပြီးလှုပ်တာမျိုးတွေအဲနောက်ဘက်ကတော့ဒီ EV တွေပါတယ်ကတော့အဲဒီဇိုင်းမမတ်တော့တင်သွင်းနေတယ်အဲအဓိကဒီကာဗွန်ထုတ်လွှင့်မှုတွေရှော့ချနိုင်မှုအတွက်အများကြီးစူးစမ်းနေတာတော့တွေ့ရတယ်အဲဒါမျိုးတွေအများကြီးစက်တိုက်လုပ်နေအောင်ပါစက်တိုက်လုပ်နေအောင်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာတည်တဲ့အတိုင်းပဲလူနေထူထပ်တဲ့နေရာတွေနောက်ပြီးရှင်ဒီအညာဒေသတို့ဘာလို့မှဆိုလို့ရှင်လဲဒီဖုံထူထပ်တဲ့ကိစ္စတွေပေါ့ဇက်တိုက်ဆိုသူတို့ ရှိခဲ့ရောရှိခဲ့တဲ့ခါကျတော့ဒါကိုဘလို့နီးနဲ့ပြန်ပြီးတော့ကျွန်တော်တို့ကုစားကြမလဲဆိုတော့လေစဉ်းစားမယ်မဟုတ်ရင်နာကတ်မှာကျွန်တော်တို့ဒီအိန္ဒိယတို့လိုမျိုးအဲဆိုးွားတဲ့လေတုညဉ့်ညံမှုတွေကြုံရမယ်ဒါအခုကျွန်တော်တို့ပတ်ဝန်းကျင်မှာမမြင်ရသေးဘူးအဝေးပေါ့ကျွန်တော်အဓိကတော့ကောင်းကင်ကိုမောကြည့်စေချင်တယ်နော်တရတရမှာကောင်းကင်ကိုမောကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့လေတုညဉ့်ညံမှုကြောင့်ပြာနေတဲ့ကောင်းကင်တော့မပြာနိုင်ဘူးအခြေအနေဖြစ်နေအဲတခြား မကောင်းတဲ့ကိစ္စတွေလည်းရှိရင်ရှိမှာပေါ့နော်ဒါလေးလည်းအားလုံး like you size လေးချင်တယ်အဲ့လိုပဲလေတုညံ့ညံ့နေတယ်လို့ပဲကျွန်တော်နိုင်ငံမှာဒီအပူချိန်ညှင့်တက်မှုတွေလည်းဒါဇက်တိုက်ဆိုလိုပဲရှိနေတယ်ပေါ့နော်အဲ့တော့ဒီရာသီဥပူတာအစလည်းကျွန်တော်ပြောပါတယ်ဒီတူးတယောက်ချင်းစီလိုက်အတိစိတ်လေးတွေရှိဖို့ပေါ့တချို့ကပြောတယ်အဲတစ်ပင်ဆိုင်လို့ရှိရင်မလွတ်လို့စီပင်ရလာခုတ်တယ်ဆိုတော့ လွတ်တဲ့နေရာမှာစိုက်ပေါ့နော်လွတ်တဲ့နေရာမှာစိုက်စီခြင်းလေဟိုတချို့ပြောင်ကြီးတွေဖြစ်နေတဲ့နေရာတွေအများကြီးပါနော်မြန်မာနိုင်ငံမှာတစ်ပင်စိုက်စီရအဲ့လောက်ဒီရှားပါးနေတာမျိုးမဟုတ်ပါဘူးအဲ့တော့အပူချိန်လဲလျှော့ကြအောင်တစ်ပင်လေးပါလေးစိုက်ဖို့လိုမယ်မြန်မာနိုင်ငံမျိုးအချို့မှာလာမဲ့လာတွေမှာဥမာဧပြီမှာဆိုလို့ရှိရင်တကြံနဲ့ရှိတော့ပို့ပြီးတော့ပူလာနိုင်တဲ့အနေအထားမျိုးတွေလည်းတွေ့ရတယ်အဲဒေတုညဉ့်ညံ့မှုနဲ့ဒါဘောက်ဝင်ပျက်စီးမှု เนาะအပူချိန်မြင့်တက်လာမှုတွေအပူချိန်ဒါမြင့်တက်လာဆိုလို့ရှိရင်ရာသီဥတုဖောက်လဲဖောက်ပြဲမှုတွေကဖြစ်လာနိုင်တယ်အဲ့အတွက်ဒီ design တွေကျွန်တော်တို့အကုန်လုံးပူပေါင်းလှုပ်ဆောင်ကြဖို့လိုပါတယ်နောက်တစ်နေ့တော့ကတော့ဒါပြည်သူစစ်နဲ့အာဂရိလိုက်စာမှုပေါ့နော်ပြည်သူစစ်မှုထမ်းနဲ့အာဂရိလိုက်စာမှုပေါ့ပြည်သူစစ်နဲ့အာဂရိလိုက်စာမှုလို့ပြောတယ်ဆိုလို့ရှိရင်လည်းရတယ်တချို့နေရာတွေမှာဖြစ်တယ်ကျွန်တော်ဒါပြည်သူစစ်တော့ပြည်သူစစ်မှုထမ်းပေါ့ဖြစ်တာရှိတယ်ကြားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ ပြီးသူစစ်လို့ပြောရင်အချို့ကကြတော့ဟိုကိုကျိုးအတွက်ရှာတာတော့မဟုတ်နော်တောင်းတယ်ပေးပတ်စံဘလောက်ပေးဒါက PDF တွေလည်းလုံးတယ်ဘာလို့အဲ့လိုလုပ်တယ်ဆိုတော့ဒီအစိုးရဘက်ကထောက်ပံ့တဲ့လက်နက်တွေနဲ့ဒီခဲယမ်းတွေကအဲတော့ပုံမှန်ဖြင့်သူတို့အတွက်ကဒါတော်နေပါတဲ့ပမာဏလို့ပြောလို့ရတယ်။အဲ့လိုပြန်သုံးချရင်ရတယ်။ကျွန်တော်တို့အဲ့လိုဆိုရင်သဘောကျတယ်။အဲဘယ်လုပ်ငန်းရှင်တယောက်ကငါတို့ဘယ်လောက်ထောက်ပံ့ဆိုပြီးတော့ ဥမာမြင်းညံဆိုလို့ချင်းမြင်းညံပြည်သူစစ်ဆိုလို့ချင်းတက်ကထောက်ထောက်ပံ့ထားတဲ့လက်နက်အပြင်ကိုသူတို့ကိုယ်တိုင်ဝယ်ထားတဲ့လက်နက်ခဲရံနေတော့ကျွန်တော်မြင်တယ်ပေါ့ကျွန်တော် F4 တွေပါကြီးနေတာတင်းစီရမိရလားဝယ်ထားရလားမပြောတတ်ဘူးဒါပေမဲ့အဲ့လောက်ထိကိုရှိတယ်ပေါ့နော်အချို့ကြတော့ဒီသူတို့အတွက်ကာကွယ်ရေးဟုတ်ဆုံနေပေါ့ဥပမာကြည်ကာတို့ဘာတို့ဒီလိုမျိုးကြီးအစ်စ်မြင့်တင်မှုဝယ်သုံးတယ်ပေါ့အဲ့ခါကြလို့ရှင်တော့ဒါသူတို့သူတို့ညီသူတို့ဟာနဲ့ရှာဖွေရံမုံငွေရှာဖွေစုဆောင်ရတဲ့အခြေအနေမျိုးကြီးကြုံရတယ်ပေါ့နော်နောက်တစ်ခုကတော့ပြည်သူစစ်မှုထမ်းနဲ့ အကြိမ်စားမှုပြည်သူစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဟိုရက်ကဒါဒုတိယဝန်ကြီးချုပ်ပေါ့နော်နတ်ဆက်ကဒုတိယဥက္ကဋ္ဌဒါကလောဘသွားတဲ့အချိန်မှာပြောတယ်ပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာဒီအောက်ခြေမှာလုတ်တဲ့အချို့သောလူတွေရဲ့လုတ်ရက်တွေပေါ့နော်ချက်ဆရာကောင်းတဲ့လုတ်ရက်တွေဒါဒီလိုပဲပြောမှာချက်ဆရာကောင်းတဲ့လုတ်ရက်တွေကြောင့်နိုင်ငံတော်ဖော်တဲ့စီမံကိန်းနိုင်ငံတော်ကောင်းတဲ့ဖော်နေတဲ့ဒီလုံခြုံရေးကိစ္စရက်တွေမှာနော်နှစ်စဉ်ဒီပါဒီကိစ္စတွေကဖြည့်ရှင်းနေရတယ် ီအင်္ဂလိပ်စာမှုမတမာမှုတွေနေ့စဉ်ဒီပါဖြစ်ရှင်းနေရဘာပဲတစ်ခုလှုပ်လိုက်လှုပ်လိုက်ကျွန်တော်အရင်နေ့တွေပြောကျွန်တော်တို့လူမျိုးတွေကမြန်မာစိတ်မမွေးဘူးမြန်မာဆိုတဲ့အသိစိတ်ကောင်းတော့မှရှိမနေတဲ့ခါကျတော့ကုကျူးစည်းပွားပေါ့လောဘနောက်လိုက်ကြတယ်နော်လောဘနောက်လိုက်ကြတယ်လောဘနောက်လိုက်ပြီးတဲ့နောက်ပိုင်းမှာအရင်နေ့ကပြောသလိုပဲနော်မပေးဘူးလားမပေးမင်းတို့ရောမင်းတို့ဒီရွာကနေဒီရက်ကွက်ကနေဖယ်ကျင်မယ်ဆိုတဲ့စကားမျိုးတွေပါ သုံးလုံးလာတယ်ဒီဒီပတ်စံတောင်းတဲ့ဒီသန္တာအချို့ကြီးအဖွဲ့တွေရဲ့ ်ချူတော်သူတွေပေါ့နော်သူတို့တွေရဲ့လုပ်ရတဲ့ကြံတန်းလဲနော်ဒါတွေကကိုလက်ရှိကိုစားပြုနေတဲ့အစိုးရပေါ့ကိုတောင်းယူတဲ့တက်တန်းတစ်ခုနော်ကိုအကြောင်းမျိုးမျိုးကြောင့်ဘာမှမဖြစ်နေကိုအသက်ရှင်နေနော်အဲ့လိုကာလအတွင်းမှာကိုလက်ရှိတောင်းယူနေတဲ့အစိုးရပေါ့ကိုကိုကအစိုးရတတိလေးပေါ့အစိုးရကြီးကြီးအပေါ်မှာရှိတယ်ဒါပေမဲ့ကိုအစိုးရတတိလေးကပုံရိပ်မကောင်းရင် ်ဆွဲကြည့်ကြည့်လဲပုံရင်းမကောင်းနိုင်ဘူးဒါကိုခေါင်းနဲ့ထည့်ထားဖို့လိုတယ်နော်နောက်တစ်ချိန်မှာပြန်ပြောစရာဖြစ်ဒီခေတ်ဒီခါတော့ဒီလူတွေဒီရွာမှာကိုယ်အာနာမြဲတမ်းကြည့်နေမှာမဟုတ်ဘူးဒီလူတွေဒီရွာမှာဒီလိုအားရလိုက်စားမှုလုပ်ခဲ့ပါဆိုပြီးတော့ကိုယ်သားသမီးတွေလက်ထက်မှာတန်ညှိုးထူပြီးရောက်ခံရမှာဒါကိုကိုယ်တိုင်တတိထားဖို့လိုတယ်နော်ကိုယ်တိုင်ဆင်ခြင်ဖို့လိုတယ်ကိုယ်သားသမီးတွေနော်ចောင်းတက်ရင်မဖြစ်ဖြစ်မျက်နှာငယ်နေရမှာကိုယ်တစ်သက်လုံးဒီမှာနေသွားရမှာ အမြဲတမ်းအာဏာရှိနေမှာမဟုတ်အမြဲတမ်းအုပ်ချုပ်မှုဖြစ်နေမှာမဟုတ်အမြဲတမ်းယာယီမှုဖြစ်နေမှာမဟုတ်အဲ့တော့အ ਨੇ ဆုံးတော့နိုင်ငံတစ်ခုလုံးစာမကြည့်တော့ကိုမိသားစုတော်ကိုပြန်ကြည့်ဖို့လိုတယ်ဟုတ်ငါမိသားစုငါကြောင့်နောက်တစ်ချိန်မှာဘယ်လောက်ထိတော့တိမ်ငယ်နေရမလဲဆိုတော့စိတ်တော့ခေါင်းထဲမှာထည့်ထားဖို့လိုတယ်ငါသားသမီးကြီးကြီးလာလို့ရှင်သူ့အဖေကငါတို့ပတ်စံနေမတရားကောက်ထားတာငါတို့အိမ်ကတော့ဘလောက်ပြေးခဲ့ရတယ်တစ်ချိန်ကသူ့အဖေကဟော ငါတို့မိသားစုရဲ့ဝင်ငွေတွေဘလို့လာပြီးတော့ချိန်ချောက်တောင်းယူသွားတာဆိုတော့ဟာဒီတစ်ချိန်မှာကိုယ်ကလေးတွေပြန်ပြီးခံစားရမယ်ဒါလေးတော့ကောင်းနေတွေးထားစေချင်တယ်လူကြီးတွေကတော့အောက်ထိအမိုက်လဲမလဲနိုင်เนาะအမိုက်ဆင်မလဲနိုင်ဒီပြစီတစ်လက်ကင်ပြီးတော့အောက်ကလူတွေဒီဒီပြစီဆင်မလဲနိုင်အဲ့တော့ဒီပြစီဆင်မလဲနိုင်ညစ်ပတ်လို့ရှိရင်အကုန်လုံးပြောခံအောင် เนาะဒီလောက်ကြည့်တော့ပတိစီတော့ లై မလုံနိုင်ဘူးဒါပေမဲ့တောင်းဝန်ကိုစီရှိကြသည်ဆိုတော့စိတ်ကအောက်ထိပ်ထားအောင်အဲ့လိုမှမလုံဘူးเนาะဒီအုတ်ချွေဆိုတဲ့တောင်းဝန်မလုံမနေမလုံဘူးလို့ပြောလိုက်မလုံနိုင်အောင်เนาะအဲ့လိုမှမလုံနိုင်အဲ့ဒီလိုက်စားမှုတွေဆက်ပြီးတော့ဖြစ်နေအောင်ပါပဲဗောနော်နောက်တရင်တပုတ်ကတော့နောင်ချူမြို့ဗောနော်ပါဟရက်ကွက်မဟရက်ကွက်မှာ PDF စီကံဖွင့်ထားတဲ့ ဥထုံးရွှေရဲ့အိမ်ပေါ့နော်ဥထုံးရွှေရဲ့အိမ်မှာလက်နဲ့ကြည့်ကြတယ်ကျွန်တော်ထင်တာတော့ဒီပန်ပွေးလို့ပြင်ဦးလင်တော့ကနေတိုက်ရိုက်လှမ်းပစ်တာထင်ပါတယ်အဲ့တော့စေကဖွဲ့ရင်တော့ကြမှာပဲနော်စေကမွေးတော့ကြမှာပဲဥထုံးရွှေရဲ့အိမ်ကိုလက်နဲ့ကြည့်ကြတယ်အတီပြောက်များနိုင်ပါတယ်တီပြောက်များနိုင်ပါတယ်နော်နောက်တတိယဘုကတော့ဒီရက်ပိုင်းမှာဒါယူရိုဘက်ကနေပြီးတော့ဟိုဂျာမနီပဲဖြစ်ဖြစ်နော်ပြင်သစ်ပဲဖြစ်ဖြစ်နော်အင်္ဂလန်ဖြစ်ဖြစ်အာပြီးလို့ရှိရင်ခုနယ်သာလန်ပေါ့နော်နယ်သာလန်ဖြစ်ဖြစ်သူတို့ သူတို့ရဲ့စိတ်အင်အားတွေတိုးမြင့်မှုအတွက်သူတို့ကြိုးစားနေကြတယ်။အခုရပိုင်းဖြစ်နေတဲ့ကြောက်စိတ်ပေါ့နော်။ရုရှားကိုကြောက်စိတ်ပေါ့။ရုရှားအနေနဲ့ကတော့အဲ့လောက်ထိမမိုက်ပဲဘူး။သူတို့ဂရုလည်းမစိုက်ဘူး။နော်။ဂရုလည်းမစိုက်ဘူး။တွားပြီးတော့လည်းအဲ့ယူရိုနိုင်ငံကိုတိမ်းဖို့ယူရိုနိုင်ငံတွေကိုတိမ်းဖို့ဆန္ဒရှိမှာမဟုတ်ဘူး။သူဂရုစိုက်တာကတော့သူ့အိမ်နီးချင်းနိုင်ငံတွေနော်။သူ့အိမ်နီးချင်းနိုင်ငံတွေမှာနော်လက်နက်အင်အားလုံးရမတိုးချဲ့ဖို့နော်။နေတို့ဖွဲ့ဝင်တဲ့အဲ့ဒီယူရိုနိုင်ငံတွေတော်တော်များများ သူ့အိမ်ကြီးချင်းနိုင်ငံတွေမှာလာပြီးတော့အခြေမဆိုင်ဖို့တော့သူကယူဆိုင်တယ်။ဒါပေမဲ့လည်းယူရိုနိုင်ငံတွေကတော့ရုရှားကိုအဲရုရှားကြောက်ယောဂါကြီးဖြစ်နေတယ်။သူတို့ကျူးကျော်လာရင်ဘယ်လိုလုပ်မလဲဆိုတော့စိတ်ကူးကဖြစ်နေ။ဒါပေမဲ့တကယ်လို့များနော်ရုရှားနဲ့ယူကရိန်းနဲ့ဖြစ်နေတဲ့ပဋိပက္ခမှာနော်နောက်နိုင်ငံတွေကတခုခုဝင်ပြီးတော့ဆွတ်ဖက်လာမယ်ဆိုလို့ရှိရင်တော့ဟိုတတိပီရာမျိုးပေါ့နော်တန်တမာရဲ့တတိပီရာမျိုးအာဒီမျက်နှာစာတန်တမာမျက်နှာစာမှာထွက်ပြီးတော့ သတိပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းလက်နက်ကြီးအသုံးပြုတာမျိုးတွေပဲဖြစ်ဖြစ်လာနိုင်တယ်ကျူးကျော်တိုက်ခိုက်ဖို့ဆိုတာတော့ကျွန်တော်တို့အနေနဲ့တော့မမြင်ဘူးဒါပေမဲ့လို့ဥရောပတော့ကြောက်နေတာပေါ့နော်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့အကြောင်းမျိုးမျိုးကြောင့်နေရဒေသအတီတီကိုရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေဟိုဒီတိုင်းသားဒေသတွေပေါ့ EU ဒေသတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ ဒါဘယ်လိုပြောမလဲတခြားနိုင်ငံသားတွေကိုရောက်နေတယ်မြန်မာနိုင်ငံသားတွေပေါ့တရားမဝင်တဲ့နီလန်းနဲ့သွားတာပဲဖြစ်ဖြစ်တရားမဝင်တဲ့နီလန်းနဲ့သွားပြီးတော့ပြန်လာလို့ရှိရင်ဟောအကြောင်းမျိုးမျိုးကြောင့်တခုခုအဲပြဿနာဖြစ်မှာဆိုတဲ့အဖွဲ့တွေပေါ့နော်အဲ့ဒီအဖွဲ့တွေကိုအဲနာဆာကအစိုးရကနေပြီးတော့ပြန်လဲဖိတ်ခေါ်နေပါတယ်ဆိုအစိုးရတောင်းယူပြီးတဲ့ဒီ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့နောက်ပိုင်းမှာเนาะဒီလိုမျိုးမြန်မာနိုင်ငံအတွင်းမှာ အထီကယုံတွေပါလေဖြစ်တဲ့ဒီ NLD နောက်ပေါက်တွေပေါ့နော် NUG တို့ CPH တို့ဒီလိုအဖွဲ့တွေရဲ့လှုပ်ဆောင်မှုတွေကြောင့်မြန်မာနိုင်ငံနဲ့နေထွက်ပြေးသွားတဲ့မြန်မာနိုင်ငံသားတွေနော်လူပုဂ္ဂိုလ်အဖွဲ့အစည်းเนาะအဲ့ဒီတော်တော်များများအများပါတယ်เนาะတော်တော်များများပါလူကြီးတော့ရော့ကျသွားတဲ့အနေအထားတခုရှိပါတယ်ဆိုတော့အဲ့ဒီသူတွေအနေနဲ့အဲမြန်မာနိုင်ငံကိုပြန်လာနိုင်မှုအတွက် ်နေရပြန်မှုအတွက် NASA ကဖိတ်ခေါ်နေပါတယ်အဲ့လိုပြီးခဲ့တဲ့ရက်ကအမေရိကန်ကနေပြီးတော့မြန်မာနိုင်ငံသားနှစ်ယောက်ကိုပြည်နေတာပြေးလိုက်တယ်ပြေးလိုက်တဲ့ပြည်နေတာအရပဲမြန်မာနိုင်ငံသားတွေကိုတော့မြန်မာနိုင်ငံကတော့အမြဲတမ်းပြန်ခေါ်တယ်အဲနိုင်ငံတိုင်းဝန်ကြီးဌာနလက်ခံတယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်လေကြောင်းခီးစင်နဲ့ပြန်လေရောက်ရှိလာပြီလို့သိရတယ်ဆိုတော့ပြီးခဲ့တဲ့ဟို NASA ကဆိုတဲ့တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာဒီမလေးရှားနိုင်ငံကနေပြီးတော့ နော်ပြန်ပို့တဲ့မြန်မာနိုင်ငံသားတွေကိုလည်းယာနဲ့ချီပြီးတော့ကျွန်တော်တို့ဒီစစ်သင်းဘုံနေနဲ့တွားရောက်ခေါ်ယူတာရှိခဲ့တယ်ပေါ့နော်နောက်တစ်ရင်တော့ကလည်း PDF စီခတ်မှာပဲအဲ့ဒါတော့မကွေးတိုင်းဒေသကြီးကံကောမြို့နယ်ပေါ့ကလေးကံကောကားလမ်းပေါ်မှာရှိတဲ့ PDF စီခတ်တစ်ခုပေါ့အဲ့ဒီ PDF စီခတ်တစ်ခုကို March 22ရက်နေ့မနက်တနိုင်ဝန်းကျင်မှာအဲတက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရတယ်ဒီဘုံကျဲတိုက်ခိုက်မှုမှာ အဲ့ဒီမှာရှိနေတဲ့ဒီ PDF တွေကိုစေကူးပေးနေတဲ့ဆရာဝန်အပါဝင်အခြားသော PDF ဖွင့်ဝင်တွေအဲဆယ်နဲ့ကြီပေါ့ဒါဇင်နဲ့ကြီတိတ်ဆုံးတန်ရာရခဲ့တယ်ဆိုတဲ့တင်ကျွန်တော်ရရှိထားပါတယ်ခင်ဗျာနောက်တင်တဲ့ဘုကတော့ကျွန်တော်တို့မလေးတိုင်းဒေသကြီး PG တုကုံမြို့နယ်မှာမြစ်စီဝါမြန်မာငွေကျပ်2ဘီလီယံဘူးကျော်ကျော်လောက်ကိုတင်စီရမိတဲ့တင်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ရှမ်းပြည်နယ်ကနေပြီးတော့ စကိုင်းတိုင်းဒေသကြီးကိုတည်ဆောင်မဲ့မူရစ်စီဝါတွေဖြစ်ပါတယ်။အဲ့တော့မန္တလေးတိုင်းဒေသကြီးတပြည်ကြီးတွေကိုမြို့နယ်ထဲမှာတိတ်စီရမိတာဖြစ်ပါတယ်။မူရစ်စီဝါတာစီနှိမ်နေရေးအဖွဲ့တွေနဲ့ဒီပူပေါင်းအဖွဲ့တွေကမတ်လ၁၄ရက်နေ့ညနေ၄နာရီခွဲဝန်းကျင်လောက်မှာမန္တလေးတိုင်းဒေသကြီးပြည်ကြီးတွေကိုမြို့နယ်134လမ်းနဲ့88လမ်းတော့နော်အဲ့ဒီမှာ အောင်းနိုင်ထွေးခေါ်ဖူတာမောင်းနေလာတဲ့အဲ့ဒီမော်တော်ယာဉ်ကို Nissan ပေါ့နော် Nissan 12ဘင်းယာဉ်ကို ရတက်စစ်စည်းတဲ့ချိန်မှာရင်ပေါ်မှာဒါကုံအင်းနဲ့ဖုံပြီးတော့တည်လာတဲ့စိတ်ကြွယူသူစီပြားတစ်ဆယ်တသမတသိန်းကိုဖန်စီရမိခဲ့တယ်တသန်းကျော်ပေါ့နော်တန်းကျော်ဖန်စီရမိခဲ့တယ်လို့သိရပါတယ်ဒါပြင်ဒီမှာဆက်ဆက်ပြီးတော့မတ်လ14ရက်နေ့ည7:00နာရီမှာစစ်ကြွယူသူစီပြားတည်ဆောင်လာတဲ့ဒီအဖွဲ့တွေနဲ့ပူးပေါင်းတဲ့သူတွေပေါ့နော်အဲစိုးတီဟာနဲ့အောင်ဖြူအဲအဲ့ဒီလူတွေလည်းထပ်ပြီးဖန်စီရမိတယ်လို့သိရပါတယ် ဆက်ဆက်ဒီလိုက်လံဖမ်းဆီးနေတယ်ပေါ့နော်ခွင်းဆက်ပေါ်ထုတ်ထားတဲ့သူခွင်းဆက်ကျူးလွန်ထားတဲ့သူတွေကိုလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်နောက်သတင်းဘုံကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံဘက်ကနေပြီးတော့ထိုင်းနိုင်ငံထဲကိုတရားမဝင်ခိုးဝင်တဲ့မြန်မာနိုင်ငံသား16ဦးကိုထိုင်းအာဏာပိုင်တွေကဆက်ပြီးဖမ်းဆီးပါတယ်အဲဒီရက်ပိုင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံဘက်ကနေခိုးဝင်တဲ့မြန်မာနိုင်ငံသားအများအပြားကိုအဲထိုင်းဘက်ကဖမ်းဆီးနေတယ်တွေ့ရပါတယ်ပြောချင်တာကတော့ကျွန်တော်နိုင်ငံဘက်ကနေ ခိုးဝင်တယ်လို့ပြောရမယ်အိမ်ဦးနဲ့ကြမ်းမြင့်လို့သွားနေပါဒါကတော့အိမ်ဦးနဲ့ကြမ်းမြင့်လို့သွားနောက်ပိုင်းမှာဖန်စီအစစ်စီများလာတဲ့ခါကျတော့နည်းနည်းတော့ပို့ပြီးတင်းကျက်လာတယ်ပေါ့နော်သွားရတာမလွတ်လပ်ဖြစ်လာတော့ကျွန်တော်တို့ဒီမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရိုင်တိုင်းဘက်ကသူတွေဆိုလို့ရှိရင်အိမ်ဦးနဲ့ကြမ်းမြင့်လို့မျိုးထိုင်းနိုင်ငံတွေဝင်ထွက်သွားလာနေတာဖြစ်ပါတယ်ဒါထူးထူးဆန်းဆန်းကိုမဟုတ်လေဘူးပေါ့နော်ဒီဖန်စီခံရတဲ့အထက်မှာကလေးတွေလည်းပါ လို့သိရပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမိုးကုတ်ပြည်ဖားကန့်ပေါ့နော်ပြီးရင်ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးကအချို့နေရာတွေပေါ့ဒီနေရာတွေမှာဒီလက်နက်ကင်ကြီးစိုးတဲ့နေရာတွေဒါကကြောက်တဲ့ဗရမများနဲ့ပတ်သက်ပြီးပြောတာနော်အမ်မကွေးတိုင်းဒေသကြီးတွေမှာဆိုတော့ရန်နံပေါ့ရန်နံ2.8တွေပေါ့လက်နက်ကင်ကြီးစိုးတဲ့နေရာတွေမှာနောက်ပိုင်းမှာဒီကြောက်တဲ့ဗရမများ2.4မှုတွေနော်ဒီရန်နံ2.4မှုတွေမြန်မာတရံဇာတ2.4မှုတွေကအဲ တစ်စိမ့်နဲ့တစ်စိမ့်တစ်စတဲ့တစ်စပို့ပြီးတော့များလာတယ်ပို့ပြီးတော့ကျွန်တော်တို့အဲပို့ပြီးတော့ထိခိုက်လာနိုင်တယ်ပတ်ဝန်းကျင်ထိခိုက်မှုလည်းလုံအောင်သူတို့မတွေ့ဘူးပတ်ဝန်းကျင်ထိခိုက်မှုလည်းအများကြီးရှိလာနိုင်တဲ့အနေထားပေါ့နော်အဲ့တော့ဈားထဲမှာပြည်သူတွေကမြင်တယ်မြင်ပေမဲ့မပြောရတဲ့အနေထားပေါ့မိုးကုတ်မှာဆိုလို့ရှိရင်လည်းမိုးကုတ်မှာဒီပရမယာကြောက်တပ်ပရမယာတူဖို့နေတယ်လို့မျိုးပဲတခြားမိုးကုတ်ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာတွေမှာလည်းဒီတတူတူဖို့ရေလုပ်ငန်းတွေကို ဒီလက်နက်ကင်တွေကိုယ်တိုင်က UCB လုပ်နေတာတွေ့ရတယ်။အဲ့လိုပဲဒီဖားကတ်မှာဆိုလို့ရှိရင်လည်းမူလဒီလောက်ွက်တွေမှာတူဖောက်ခွင့်ပေးထားသလိုစီမရှိကမ်းမရှိတူဖောက်နေသလိုပဲတစ်ဖက်ကဒီဖားကန်အနီးတဝိုက်ပေါ့နော်ဆယ်စင်းပတ်ဝန်းကျင်တို့ပါတို့အဲ့အိတ်ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင်လည်းစီမရှိကမ်းမရှိဒီတယံဇာတတူဖောက်မှုတွေပုံပြီးမြင့်တက်လာတယ်။သခိုင်းနိုင်ငံကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမင်းငင်းမြို့နယ်တွေမှာဆိုလည်းရွှေတူဖောက်ကြီးလုပ်ငန်းတွေဆီလိုဝါလို့လုပ်နေတယ်ပေါ့နော်အဲ့လိုပဲ ဒီမကွေးတိုင်းဒေသကြီးမြိုင်တို့မြောင်တို့เนาะပေါ့တို့ဒီနေရာတွေမှာလည်းဒီကိစ္စတွေကဆက်ဖြစ်နေတယ်ဗောနော်နောက်တော့ဒီရက်ပိုင်းမှာလာမဲ့မကြခင်မှာဗောနော်မကြခင်မှာကျွန်တော်ကျင်းပတော့မဲ့မဟာသကြံပွဲတော့ရှိပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံကအနေနဲ့ပြောရမှာဆိုရင်အာမြန်မာနိုင်ငံအတွက် drum ရဲ့ယဉ်ကျေးမှုတခု UNESCO ကိုဝင်ထားတယ်။ဟောတဲ့ကြံကဒါ ထမအဆုံးလို့ပြောလို့ရတယ်ပေါ့နော်ယူနက်စကိုဝင်ပြီးတော့ကျွန်တော်တို့ပြန်ကျင်းပမယ်မဟာတကြံပွဲတော်ကိုကျင်းပမယ်မဟာတကြံပွဲတော်ကိုပို့ပြီးတော့စစ်စီကကနဲ့ငင်း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 ဖြစ်စေခြင်းနဲ့အရင်လိုလေရာပတ်တာနော်အဲ့လိုမရှိတော့တာတော့ဒါတော့သိကြတယ်နော်ကြောက်ကြရလေတကြံပွဲဖြစ်ရင်တော့မှ မဖြစ်တာတော့မှနော်ဒီလိုမျိုးမိုင်းပေါက်ခွဲမှုတွေနော်အကြံဖတ်မှုတွေကဇက်တိုက်လှုပ်ဆောင်ထားတဲ့ခါကျတော့တကြံဖြစ်ရင်ပြည်သူတွေကဒီလိုမျိုး ကြုံရမှာစိုးရဲနော်ကြုံရမှာစိုးတဲ့ခါကျတော့ဒီအကျင့်ဖတ်မှုအန်ဒီရဲကလည်းကြောက်နေရတယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့ကြပြန်တော့လေပျော်ခြင်းနဲ့ပါခြင်းနဲ့အဲ့အတွက်တကြံကိုလည်းကျွန်တော်တို့ကစစ်စီကကနဲ့ပြည်စီခြင်းနဲ့ဒီတက်ပို့ပြီးကြီးကျယ်တဲ့ခန်းနာတဲ့လှပတဲ့တကြံကြံဆိုတာမြန်မာကပိုင်နေဆိုတဲ့အကြောင်းနော်မြန်မာကပိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကကဘာကိုပြသရမှာဖြစ်ပါတယ်တကြံဆိုတာကဟိုအင်္ဂလိပ်ခေတ်နော်ဂျပန်ခေတ်မှာတွေတော့မှကျွန်တော်တို့က ဂျပန်စစ်တပ်အင်္ဂလိပ်စစ်တပ်ကိုရီလောင်းလာတဲ့နိုင်ငံမျိုးစစ်တွင်းမှာတော့ကျွန်တော်နိုင်ငံကကျင်းပခဲ့တာဒါကဘာစစ်အတွင်းမှာကျင်းပခဲ့တာဒါပေမဲ့မြန်မာနိုင်ငံမှာဟိုပြည်တွင်းမှာအခုလိုမျိုးပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာတကြံမလုံနိုင်ပါဘူးတော့ကျွန်တော်အနေနဲ့တော့ပူပန်နေပို့ပြီးတော့အာလှပတဲ့ခန္ဓာတဲ့တကြံတစ်ခုဖြစ်လာဖို့အတွက်ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတီဘောချောက်မဲဒီသားမှာ9.5လီတက်ဒီတော့ခါလ23တင်ပါတယ်အဲ့မှာရှိတဲ့နေရာတွေမှာ ဒီပလောင်တက် TNL ဥဆောင်ပြီးတော့နော်ဒီတနုလူငယ်တွေနော်ဗမာလူငယ်တွေကိုစစ်တပ်နဲ့အင်အားယာနဲ့ချီပေးနေတယ်ကျွန်တော်သိတဲ့လောက်ကိုတော်တော်ကိုများတယ်သူတို့ကဒီနောက်ချူမကြဖို့အရေးကို မကြခင်မှာဒီသူတို့ဖန်စီထားတဲ့ကလေးတွေပေါ့နော်သူတို့အရင်တော့အတရားမှခေါ်ဆောင်ထားတဲ့ကလေးတွေကိုရက်တူတင်တဲ့နေ့ပေးနေတယ်၃ရက်လောက်သွားတယ်အချိန်ကတင်တဲ့ပေးတယ်အတီလောက်မောင်းတော့ပေါ့နော်ဒီကလေးငယ်တွေ တတ်မပြည့်သေးတဲ့ကလေးတွေအများကြီးလဲပါတယ်ဗောနော်ဒီလောက်မောင်းတော့မောင်းပြီးလို့ရှိရင်ဒီကလေးတွေရှည်တန်းပို့မှာเนาะရှည်တန်းပို့ပြီးတော့တိုက်ခိုင်းมาဖြစ်ပါတယ်နောက်တရင်ဘုတ်ကတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မှာလက်လုံမိုင်းဆော့ကစားရင်းနဲ့တအူးတည်ဆုံပြီးတော့သုံးတန်းရရတယ်ဆိုတဲ့တဲ့င်းကိုသူတို့ဘက်ကတဲ့င်းတည်းကတက်လာတာတွေ့ရတယ်လက်လုံမိုင်းဆိုတာဆော့ကစားစရာမှမဟုတ်တာเนาะလက်လုံမိုင်းကိုဆော့ကစားရလောက်တဲ့အထိအောင်နောက် မမဲသိမ်းဘူးတော့ကျွန်တော်ထင်တယ်။အဲကျွန်တော်ကျွန်တော်အနေနဲ့ပြောတာပါ။အဲ့တော့ဖေကုံမျိုးနယ်ကယောကြီးရွာမှာတော့သူတို့လက်လုံးပိုင်းဆော့ကစားတယ်ပေါ့နော်။ကယောကြီးရွာအုပ်စုကဒီဘီသူထက်ရွာတဲ့။ဒီထက်ရွာမှာလက်လုံးပိုင်းကိုဆော့ကစားတယ်တဲ့။ဆိုတော့လက်လုံးပိုင်းဆော့တဲ့အချိန်မှာထပေါက်တာနော်။မဖြစ်သင့်တာ။လက်လုံးပိုင်းဆိုတာလည်းစစ်တပ်ကထွက်တဲ့ပိုင်းတော့မဟုတ်ဘူး။တောင်ကျန်းသူတွေကြီးကထွက်တဲ့လက်လုံးပိုင်း ဒီလိုလွတ်စပယ်ဖြစ်เสียအကြောင်းတောင်မှမရှိဘူးပေါ့နော်နောက်တည်နေဖို့ကတော့အခုချိန်ဒီသူတို့ကြားတယ်ကြားတယ်လို့ပြောနေတဲ့တောင်ကုန်းအိုရှစ်ပင်လမ်းပိုင်းကညောင်ကျူးညောင်ကျူးရွာနီးမှာတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်တက်ကတော့သူတို့ drone တွေနဲ့ခြေမုံနေတယ်ဆိုတော့ဒီရုပ်တံတွေထုတ်ပြန်လာတယ်ဒီထုတ်ပြန်တဲ့ရုပ်တံတွေမှာလည်းကြားတိုင်းကြားတိုင်းဘုံလေးအကုန်လုံးကတော်တော်လေးတိတိကျကျနဲ့အဲထိခိုက်မိတာကိုကျွန်တော်တို့မြင်ရတယ် เนาะတော်တော်များများခေါင်းမော်တွေပဲကြတဲ့ဒီဘုံပေါက်ွယ်မှုတွေကိုလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ဘာဖြစ်ဒါကစိုးရိမ်စရာအခြေအနေတရက်မှ ရှိတယ်เนาะ။ညောင်ကျိုးအိုရှစ်ပင်လမ်းပိုင်းဖြစ်တဲ့အတွက်စိုးရိမ်စရာအခြေအနေတရက်မှရှိတယ်။ခယူဆိုင်ရမဲ့အနေထားဖြစ်ပါတယ်เนาะ။ယူဆိုင်မဲ့အနေထားဖြစ်ပါတယ်။ဆာမွေးပွဲတွေဒီဖြစ်ဆိုမှုကလည်းဒါတရက်ပိုင်းမှာပြီးပြီပေါ့နော်။ပြီးပြီဆိုတော့ဒီမှာအရင်နှစ်တွေလိုပဲအဲမန္တလေးလို့ ျွန်တော်ရန်ကုန်တို့ကအချင်းထောင်ကအချင်းသားတွေလည်းဝင်ရောက်ဖြစ်ဆိုတာတွေ့ရတယ်။အပြည့်ကျွန်တော်ခလေးတွေပေါ့နော် ခလေးတွေခလေးတွေလည်းပါတယ်ဒီအချင်းထောင်အချင်းသားတွေဆိုလို့ရှိရင်လည်းအသက်အရွယ်တစ်ခုတော့ရှင်နေပေါ့ဒါပေမဲ့ဆွဲမလျှော့ပဲနဲ့အချင်းထောင်ထဲမှာတော့မှစမ်းပွဲဖြည့်တယ်ပေါ့နော်ဘာဖြစ်အောင်မြင်မြင်ဖြစ်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်အဲနောက်တစ်တွင်ဘုရားကျွန်တော်တို့ဒီမြောက်ကိုရီးယားပေါ့မြောက်ကိုရီးယားကိုလက်ရှိချိန်မှာ အဲရုရှားရဲ့လုံခြုံရေးဆိုင်ရာเนาะမြို့သားလုံခြုံရေးဆိုင်ရာအတွင်းမူလားမသိဘူးဆာကိရှုကူပေါ့အရင်တော့ကာကွယ်ရေးဝန်ကြီးပေါ့အဲမြောက်ကိုမြောက်ကိုရီးယားကိုရောက်နေတယ်ပေါ့နော်မြောက်ကိုရီးယားကိုရောက်နေတဲ့အချိန်မှာအဲမြောက်ကိုရီးယားကလည်းဒီဒုံးကြီးပြစ်ခတ်ဆန်သက်ပြုလုပ်မှုတွေကလည်းလုပ်နေတော့ဒီလေချောင်းရဲ့ကာကွယ်ရေးတွေပြစ်ခတ်ဆန်သက်မှုတွေလုပ်နေတယ်တစ်ချိန်တည်းမှာပဲမြောက်ကိုရီးယားအဲ့လိုလုပ်နေတဲ့အချိန်မှာပဲဒီတောင်ကိုရီးယားအဆင့်မြင့်ရရှိနေတဲ့ပြီးရင်ဂျပန်နဲ့တရုတ်နဲ့လည်းတိုက်ဆုံနေတဲ့အချိန်လည်းဖြစ်တယ်ပေါ့နော် ဒါကအဲမြောက်ကိုရီးယားအမြဲတမ်းလို့လို့ပထဝီနိုင်ငံရေးကိုကစားတတ်တယ်တစ်ဖက်မှာဒီလိုလုံနေတဲ့အချိန်မှာပဲဒီတရားကလူမျိုးအကြီးကြီးလာတဲ့အချိန်မှာမြောက်ကိုရီးယားဘာပြောလဲဆိုတော့သူတို့အနေနဲ့ရုရှားနိုင်ငံကိုဒီဇိုင်းမမတ်ထောက်ခံနေဆိုတဲ့အကြောင်းနော်ဒီဘယ်လိုပဲရည်ရည်ရည်သူတို့ထောက်ခံနေဆိုတဲ့အကြောင်းပြောတယ်မြောက်ကိုရီးယားနဲ့ရုရှားကနေနေမိချင်းကက်ရက်ဖြစ်ပါတယ်နောက်တဲ့နေ့ဘုကကျတော့ဒါတူရကီမှာ အစ္စတန်ဘူမြို့တော်ဝန်ပေါ့နော်အစ္စတန်ဘူမြို့တော်ဝန်အီမာမုဂလူကိုဖမ်းလိုက်တဲ့အတွက် နော်တမရအာဒိုဂန်နဲ့နော်လက်ရှိအစိုးရဖွဲ့ကိုအဲဆန္ဒပြမှုအကြီးအကျယ်ဖြစ်နေတယ်ဆန္ဒပြမှုကြီးကျယ်ဖြစ်နေတဲ့အချိန်မှာအာဒိုဂန်ကလည်းဒီလမ်းပေါ်မှာထွက်နေတဲ့သူတွေကိုအကြမ်းဖက်ပြီးဆန္ဒပြတယ်ဘာညာဆိုပြီးတော့ပြန်ဝေဖန်တယ်ပေါ့နော်အာဒိုဂန်ဆိုတာနှစ်ပေါင်းများစွာဒီနိုင်ငံကိုအုပ်ချုပ်လာတဲ့သူဖြစ်တယ်အဲအာနာသိမ်းမှုအကြံစီခံရတဲ့အချိန်တွေထိတောင်ဖြစ်တယ်ပေါ့နော်အခုလောလောဆယ်ကတော့တူရကီ မှာရှိတဲ့မြို့ကြီးတွေပေါ့နော်မြို့ကြီးတွေတော်တော်များများအဲဆန္ဒပြမှုတွေစက်တိုက်ဆိုသလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဒီကြားထားတဲ့သတင်းတွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီဒီဂျိုးဘိုက်ဒန်တို့ဒီမဟီလာကလင်တန်တို့အဖွဲ့တွေကိုပေးထားတဲ့လုံခြုံရေးတွေကိုပြန်ရိတ်သိမ်းလိုက်တယ်လို့ပြောတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ တိကျတဲ့အခြေအနေကတော့ထွက်မလာသေးဘူးပေါ့နော်အဲ့လိုပဲနိုင်ငံတကာဒီနေ့ပဲဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ထွက်အစိုးရကနော်သူ order ဒီရထွက်လိုက်တယ်အဲ့ဒီ order ကဘာလဲဆိုတော့ဒီအမေရိကန်ရဲ့ပညာရေးဌာနပေါ့နော်ပညာရေးဌာနကိုဖျက်သိမ်းလိုက်တယ်လို့ပြောပါတယ်ဒါဖျက်သိမ်းမှုအတွက်သူ order ထွက်တယ်ဆိုပြီးမဲ့လဲသူ့ရဲ့ executive order နဲ့မပြီးဘူးကျွန်တော်တို့ဒီလွတ်တော်မှာအတည်ပြုဖို့လိုသေးတယ်ပေါ့နော်ပါလီမန်မှာအတည်ပြုဖို့လိုသေးတာဖြစ်ပါတယ် ။နောက်တစ်နေ့တော့ကတော့ကျွန်တော်တို့စင်ကာပူနိုင်ငံဆိုင်ရာမြန်မာတန်ယုံပေါ့။စင်ကာပူနိုင်ငံဆိုင်ရာမြန်မာတန်ယုံမှာနိုင်ငံကူးလက်မှတ်တည်တံ့တိုးဖို့အတွက်ရချင်းယူတာနဲ့ပတ်သက်ပြီးတော့နော်တည်ပြီးကြီးညာတာရှိပါတယ်။အဲ့တော့အိစာတောင်ထုတ်ပြန်ထားတယ်အိစာလည်းကျွန်တော်တို့ဒီ Telegram နေမှာလည်းတင်ထားတယ်ပေါ့။ဒီနိုင်ငံကူးလက်မှတ်တည်တံ့တိုးတဲ့သူတွေအနေနဲ့တန်ယုံရဲ့ဒီ WhatsApp ဖုန်းနံပါတ်ဒီနော်ဖုန်းနံပါတ်တွေကိုအဲဒီ passport ရဲ့ first pay ရဲ့ပြီးလို့ရှိရင် ဒီ IC ကပ်ပေါ့နော် front and back page နှစ်ခုလုံးပေါ့နော်ရှိရဲနိုင်ရင်ရိုက်ပြီးတော့အဲပေးပို့ပြီးတော့ appointment ယူလို့ရတယ်ဆိုတဲ့အကြောင်းထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။နောက်ပြီးဒီရက်ပိုင်းမှာပြည်သူတွေကိုဥတီတိုက်ခိုက်တဲ့ဒီ PDF တွေရဲ့လက်နက်ကြီးတွေကြားရောက်ပောက်ကွဲပြီးတော့ပြည်သူအချို့ဒဏ်ရာရရှိမှုတွေဘဝရင်းတာကြီးပခုတ်ကူမျိုးနဲ့ညောင်မင်းကြီးရောက်မှာဖြစ်ပွားခဲ့တယ်လို့ပဲစကိုင်းနိုင်လေတာကြီးစကိုင်းမျိုးစကိုင်းနိုင်တာကြီးစကိုင်းမျိုးနဲ့ပေါ့နော်စကိုင်းရောက်မှာလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့လိုပဲ PDF တွေကတော့အလူအိမ်အောင်မချမ်းပဲအဲ့လိုမျိုးတိုက်ခိုက်တာတွေရှိပါတယ်ဒါတွေကဟိုလက်နက်ကိုင်တောင်းကျန်သူတွေရဲ့လှုပ်လေးလှုပ်ထရှိတဲ့အလုပ်ပဲတော့သူတို့တိုက်ခိုက်တဲ့သူတွေအကုန်လုံးကလက်နက်ကိုင်ပြီးတော့တိုက်နေတဲ့သူတယောက်မှမရှိဘူးเนาะတာမန်ပြည်သူတွေတိုက်ခိုက်ခံရတာဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာတော့ကြည့်ချူအပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARBCBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ